တော်လားစကိုင်းတိုင်းပလဲမျိုးနယ်ဟာအညာဒေသတူလင်ကြီးအားကောင်းနေမြေတွေတဲကမြို့နယ်တစ်ခုပါရင်းမပင်ခရိုင်ထဲမှာပါတဲ့ပလဲမျိုးနယ်ဟာခရိုင်တွင်းမှာရှိတဲ့တခြားသောမြို့နယ်တွေလိုပဲမြို့ပေါ်ကလွဲရင်ကြီးရွာတွေဟာစစ်ကောင်စီ လုံးဝလက်လွတ်ထားရတာပါ ဒါပေမဲ့ကန်တောင်အင်မတီနဲ့ဇီးဘူကုန်းရွာတွေကတော့စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ဒီထဲမှာမှကန်တောင်ရွာဟာအရင်တည်းကရဲစခန်းထိုင်ရှိပြီးအင်မတီနဲ့ဇီးဘူကုန်းနှစ်ရွာကတော့အရင်ကရဲစခန်းတို့စစ်တပ်တို့ထိုင်မရှိဘဲနဲ့တော်လိုင်းကာနာမှာစစ်ကောင်စီကရွာကန်တွေကိုလက်နက်တပ်ဆင်ပေးလိုက်လို့ပြူစောတီရွာတွေဖြစ်လာပါတယ်။ဒီနေရာထဲမှာအင်မတီရွာဟာအင်ဂျီ450ဝန်းကျင်ထိရှိပြီး ပြူရွာကြီးတရွာဖြစ်နာမည်ဇိုးနဲ့ကြော်ကြပါတယ်အချင်းချင်းမတည့်တဲ့အနေထားတွေရနေပြီကမှာဒီလူမကျင်းတဲ့လို့ဒီလူကိုဟာဖြစ်လို့ဆိုပြီးကမှာဒါစစ်ကောင်စီကိုလုံးဝကြီးတအားကြီးထောက်ခံလို့လုတ်ခဲ့တဲ့အလုံမျိုးတော့မဟုတ်ဘူး၄ယောက်ထဲနဲ့အင်မတီကိုပြူဇက်တွန်းခဲ့တာပေါ့နော်ပြူဇက်တွန်းခဲ့တာဟိုဟာ2022ကတလပိုင်း16ရက်နေ့ကကျွန်တော်တို့အင်မတီကအကုန်လုံးတည်င်းတော့ရတယ်လေရင်နဲ့လာချမယ်ဆိုတာကိုတည်င်းတော့ရတယ် ဒါပေမဲ့အဲ့လိုမျိုးမြူဖြစ်မယ်ဆိုတော့မတည်ဘူးမတည်တော့အဲဘေးအကုန်လုံးရှောင်ပေးတယ်ရှောင်ပြီးတော့19ရက်နေ့ဟောလို့ဟွာလာမှာ9နိုင်လောက်မှာလင်းရရောက်လာလင်းရရောက်လာပြီးလူတွေချတယ်အကုန်လုံးပြန်မွန်ညာဘူးဒါပေမဲ့သူတို့ကပြန်ခေါ်တာခဏလေးတည်းတလားလောက်ပဲကျွန်တော်တို့ကနေပြီးကမှတကယ်လို့တလားတို့မှာလားမနေဘူးဆိုရင်အိမ်ဒီချိတ်ပိတ်လုံးမယ်ပေါ့အိမ်ဒီချိတ်ပိတ်လုံးမယ်ကျွန်တော်ဟိုဟာအိမ်အောင်သူပြင်းပြမပြရင်ကျွန်တော်တို့အိမ်ဒီအကုန်လုံးဖြတ်တိတ်မယ်ပေါ့ အဲ့ဒါဆိုတော့ကြတော့အိမ်နှမျောတဲ့လူတွေကဝမ်းနှမျောတဲ့လူတွေကကြာအကုန်ပြန်သွားဒါပေမဲ့တချို့တီးတဲ့လူကကြတော့မပြန်မင်းနဲ့ပေးကက်နေတဲ့လူတွေရှိတယ်ပေါ့နော်အဲ့လိုနဲ့ဒါတလကျော်လောက်ကြောက်တော့အကုန်လုံးလက်နဲ့ကင်နေတင်းတန်းပေးပြီးပြီဆိုတော့ကြတော့တေးကြီးပေါ့ပြူဖြစ်သွားပြီပေါ့ပြူရွာဖြစ်သွားပြီအဲ့လိုနဲ့ပဲပြူရွာဖြစ်သွားပေါ့နော်အခုပြောပြသွားသူကတော့အင်မတီရွာသားလေးဖြစ် PDF ကောင်းဆောင်တူးလေးဖြစ်တဲ့ရဲဘော်စိုးကျော်ပါသူ့ဘဝကပြောင်းလဲတွေတိတ်များပါတယ် သူဟာပြူစောထီးရွာသားတူးဖြစ်ပေမဲ့စစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်နေတဲ့ PDF ရဲဘော်တူးလေးဖြစ်ပါတယ်။ဒါပြင် အာနာမသိငင်ချင်းကအသက်မပြည့်သေးပဲဆွဲဆောင်စီယုံခံရပြီးခလေးစစ်သားဖြစ်ခဲ့ဘူးသူပါ။စစ်ကောင်စီရဲ့အင်ဂျင်နီယာတက်ထင်းတာဝန်ထမ်းဆောင်နေချိန်မှာပဲမိဘတွေကစစ်တပ်ထဲကနေပြန်ဆွဲထုတ်ခဲ့ရပါတယ်။ဝင်တော့တာ18နှစ်ပဲရှိ ਉ မှာ18နှစ်တော့မပြည့်သေးဘူး။အချိန်မှာဒါငါးမြင်းဆောင်2010ကျတော့ တင်းနန်းစင်တင်းနန်းစင်ပြီးကမှဒါအာ936ဟင်းအင်ဂျင်နီယာစစ်မြေပြင်အင်ဂျင်နီယာတက်ထဲရောက်သွားအဲ့မှာအင်ကအိုင်အန်လိုရီယူနီဆက်တီနဲ့ပြန်ပြီးကမှထုတ်လို့ရတယ်ဗောထုတ်လို့ရတယ်ဆိုတော့အဲဆိုရင်လေမေလောက်ချင်လောက်လီလို့အမေတို့ထုတ်တယ်ဆိုရင်တော့ကျွန်တော်ထွက်ပြီးမယ်လို့အဲ့ဒီမှာအန်ဒီတိုင်ချက်ကျွန်တော်တို့ကဖွင့်လိုက်တာဗော ကလီစစ်တာဖြစ်ကြောင်းဗောကျွန်တော်တို့ကအဲ့ဒီမှာကလီစစ်တာဖြစ်ကြောင်းဆိုပြီးကမှကျွန်တော်တို့အဲ့ဒီအမှပြန်ထွက်တော့ကြတော့ရန်ကုန်စစ်ကြောကြီးမှာ အဲပြကြောကြီးမှာကျွန်တော်ပြန်ပြီးကမှထွက်တယ်ဒီနေတဲ့ကာလာတော့6နှစ်လောက်နေမှာဖြစ်တဲ့တင်မှာရဲဘော်စိုးကြုံဟာတက်ကထွက်ပြီးတာနဲ့ရွာမှာပဲစောင့်ချနေထိုင်ခဲ့တယ်လို့အာနာသိမှုကိုသူတို့အင်မတီရွာသားတွေလည်းလက်မခံမှုဆိုတာသူ ကိုယ်တွေပဲလို့ပြောပါတယ်ဒါကြောင့်လေလက်နဲ့ကိုင်လမ်းကိုရွေးကြတော့အင်မတီကလူငယ်90လောက်ထိပြည်သူကာကွယ်ရေးတပ်အသီးသီးမှဝင်ခဲ့ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့ရွာကိုစစ်တပ်ကလက်ဦးမှုယူထိန်းချုပ်လိုက်တော့ နေဦးစသခြင်းပြူဖြစ်ပိတ်မိသူတွေက၃ပုံ၂ပုံလောက်ထိရှိခဲ့တယ်လို့ပြောပါတယ်အိမ်မိခံရတာတော့အင်ဂျီကကျွန်တော်တို့450ဝန်းကျင်ရှိရနော်အင်ဂျီ450ဝန်းကျင်ရှိတယ်ဆိုလူရင်းက3ပုံပုံ2ပုံလောက်ကတော့အဲ့မှာပိတ်ခံထားရတာအဲကျန်တဲ့လူကတော့အကုန်ထွက်တယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ PDF အဖွဲ့ဒီတော်တော်များများရဲ့ဆွေမျိုးသားချင်းတွေကလည်းအကုန်ထွက်တာပေါ့အဲအကုန်လုံးလက်နက်ကိုင်းတွေကလည်းအပြင်ဘက်ကိုထွက်ပြေးရတာဆိုတော့တော်တော်လေးတော့များတယ် လောလောဆယ်ကျွန်တော်တို့စစ်တမ်းအရာကောက်လိုက်တာတော့ဟိုဟာလောက်ရှိမှာပေါ့အင်းအောင်စုအင်းအောင်စုကြီးဟိုဟာလောက်ရှိမှာပေါ့တရားနဲ့မှာ30လောက်ရှိမှာပေါ့အဲ့လောက်ရှိတယ်ထွက်တာတော့အပြင်ကိုပြီးကမှတဖြည်းဖြည်းနဲ့ရွာထဲကနေဆမပြေလို့ပြန်ပြီးထွက်လာ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 ပြီးကမှညအများလာတဲ့အချိန်ကြတော့အကုန်လုံးစုစုပေါင်းလောလောဆယ်လက်ရှိအနေထားမှာတော့အင်းအောင်စုကြီးရကျွန်တော်တို့150ကျော်ရှိသွားပြီအင်းအောင်စုကြီးကြီးပဲဟိုကအဲ့လောက်ကိုကျွန်တော်စစ်ပေးချောင်စင်းနဲ့မှာရောက်သွားပြီ စစ်ကောင်စီဟာအင်မတီရွာကိုပြူဇက်သွင်းရွာသားတွေကိုလက်နက်တက်စင် ပေးပြီးနောက်မှာတော့တပ်ဖွဲ့ဝင်၁၀ခန်းတောင်မထားတော့ဘဲရွာကန်ကောင်းဆောင်တယောက်ကို အာဏာအပ်ထားတယ်လို့ရဲဘော်စိုးကျော်ကပြောပြပါတယ်။ရွာထဲပိမိသူတွေထဲမှာကိုကုတ်ကိုပြူစောထိဖြစ်မှန်းမသိဖြစ်နေသူတွေလည်းရှိနေပြီးအားလုံးကတော့ပြင်းနဲ့အဆက်ပြတ်နေတယ်လို့စစ်ကောင်စီရဲ့ဝါဒမှိုင်းတွေလည်းမိနေပြန်ပါတယ်။အဓိကအင်မတီမှာစစ်ဘိုလ်လည်းအေးမကြည့်ဘူးစစ်သားလည်းအေးမကြည့်ဘူး အဲပြူကောင်းဆောင် A1 အရေးကြီးလူပြီးရင်တရွာလုံးကဘာမှလုပ်လို့မရဘူးစစ်ဘုတ်တွေလည်းဘာမှလုပ်မရတဲ့အနေထားသူကလေရင်ခေါ်တာတောင်မှသူကလေရင်တို့ရိတ်ခါတို့ခေါ်ရင်တောင်မှအဲပြူကောင်းဆောင် A1 နဲ့စစ်ဘုတ်နဲ့သူကစစ်ဘုတ်တယောက်တည်းခေါ်လို့လည်းမလာဘူးသူကအဲ့လို A1 ကခေါ်မှသူကလာအပြင်ထွက်ရင်လည်းအပြင်ထွက်ခွင့်မရှိဘူးပြင်ထွက်ရင်နင်တို့ PDF ကဘလို့တက်တာအညာလို့တက်တာအဲ့အနေမှာရွာတဲ့လူတွေပိတ်လောင်ထားတာပေါ့ပိတ်လောင်ထားရကမှာ ထွက်ခွန်လည်းမပေးဘူးအစာရေစာကြတော့လေအဲပြူလဲနဲ့ကင်တွေကလွှဲရင်ကျန်တဲ့ယူလူတွေကိုကြတော့ရွာတဲ့လူတွေကိုကြတော့ဘာမှမပေးဘူးဥမာပေါ့ဓမြတွားတိုက်တယ်လို့ပုံစံမျိုးပေါ့လဲတွေနဲ့အဲဟိုဘေးကတွားပြီးယူတယ်ဒီဘေးကတွားပြီးယူလဲဆိုလဲဥမာတယောက်ကတော့တထင်းရလာတယ်ဆိုရင်တော့မှတပြီပဲပေးတာကျန်တဲ့ဟာကိုကြပြူကောင်းဆောင်အကုန်တင်းနေပေါ့နော်အင်မတီရွာသားတယောက်ဖြစ်တဲ့ရဲဘော်စိုးကျော်ဟာပြူရွာဖြစ်နေတဲ့သူတို့ရွာအနေနဲ့ ပဝန်းကျင်ကြီးရွာတွေကိုအမျိုးမျိုးဒုက္ခပေးနေကြောင်းလဲရှင်းပြပါတယ်။အရင်နှစ်တွေကဆိုရင်စစ်ကောင်စီဟာအင်မတီရွာကို လာပြီးအဲ့ဒီကနေတဆင့်အနီးဝန်းကျင်ကြီးရွာတွေကိုစစ်ကြောင်းထိုးတိုင်းရွာသားတွေကိုအတုံးချတယ်လို့ဆိုပါတယ်။အမျိုးစုံကိုဒုက္ခပေးတာ။ဘယ်ရွာအတွက်တွာအစအဆိုတာလူတွေ့လာရင်လူဖမ်းလာပြီးကမှတာတက်ပြစ်တယ်။ဟိုအင်ဂျင်စုကဆိုရင် ကောင်မလေးတွေဖမ်းလာတယ်။ ဖမ်းလာပြီးလဲရိုးရိုးတောင်တက်တာမဟုတ်သူအစစ်နဲ့ပတ်ပြီးကမှတက်ခဲတာမျိုးတွေရှိတယ်။အဲဘေးရွာတော့လည်းမိရှုတယ်ရတဲ့မြပစ္စည်းကတော့အကုန်ယူတယ်။လူရလည်းလူဖမ်းခဲ့တာပဲ။ပစ္စည်းရလည်းပစ္စည်းကုန်တည်ခဲ့တာပဲ။ဆံရလည်းအကုန်တည်တာပဲ။အဲမျိုးစုံနဲ့အကုန်လုံးဒုက္ခပြီးနေတာပေါ့။လက်ရှိမှာတော့အင်မတီရွာထဲမှာပြူလဲနဲ့ကန်ရောတခြားကလေးနဲ့တက်ကြီးပိုင်းတွေရော စုစုပေါင်းလူဦးရေ900ကျော်လောက်သာကျန်ရှိတော့တယ်လို့ရဲဘော် စိုးကျော်ကတွက်ပြပါတယ်။ရွာထဲမှာစားနေအခါပြက်လက်မှုကြုံနေရပြီးထမင်းမစားရတာလနဲ့ချီလာတယ်လို့ပဲကိုသာအားပြုစားနေရတယ်လို့လည်းရွာကနေလွတ်မြောက်လာသူတွေကပြောပါတယ်။ရဲဘော်စိုးကျော်အနေနဲ့မြို့နယ်ပအာဖဖွဲ့နဲ့ချိတ်ဆက်ကရွာကထွက်ပြီးပြည်သူနဲ့ပူးပေါင်းကျင်သူတွေကိုအကူအညီပေးနေတယ်လို့ အပြင်ရောက်လာသူတွေကိုလည်းလုံခြုံရမှာနေရာချထားပေးတာတွေလုပ်ပေးနေတယ်လို့ပြောပါတယ်ထွက်လာကြတဲ့လူတွေရှိတယ်ဆိုတော့ဒီခုမှပေါ့ဒီမြူဖြစ်ခါမှကျွန်တော်တို့ဒါပြည်သူရင်ခွင်ကျွန်တော်တို့အဲတော်လိုင်းတက်ဖွဲ့တွေနဲ့ပူးပေါင်းပြီးထွက်လာတာမျိုးပြောတာအဲအဲ့ဒါတွေကြတော့ကျွန်တော်တို့ကနုဒိတာကျူးစိုးတယ်ဒါလက်နက်ပါတီဖြစ်သည်မပါတီဖြစ်သည်ကျွန်တော်တို့ကတော့ဒါခေါ်ထုတ်ပေးတယ်ဒီလူဒီလူတွေထွက်လာတယ်ဆိုရင်ကျွန်တော်တို့ကမြို့နယ်ဘာကဘာပါပါပါလပတရားကြီးဟာအကုန်လုံး လူကပြန်းသားကျွန်တော်တို့ကဒီဘီဘီဒီလူဒီလူတွေတော့ထွက်လာတယ်အဲဆိုလေလူသားသာနာလာပြီးကမှကျွန်တော်တို့ဒါထောက်ပံ့ပြီးတဲ့အမဆောင်းတို့ပိုက်ဆံတို့ချင်းအောင်တို့မိုးကာတို့အမျိုးတွေအစသာရထောက်ပံ့ပြီးတယ်ဒါပေမဲ့သူတို့ကကြတော့ကျွန်တော်တို့ကနည်းနည်းလေးကပြစ်တားကြီးထားလို့တော့မရဘူးစောင့်ကြည့်အနေထားမှာပေါ့တက်ပြစ်တဲ့ထုံစံတို့ကျွန်တော်တို့မရှိဘူးရဲဘော်စိုးကြောဟာလက်ရှိမှာရင်းမပင် KI တက်ရင်း၁၂ရဲ့ IO ဖြစ်တာဝန်ယူထားသူပါ ီးတော့သူဟာတက်ပွဲမလိုက်ရတဲ့ကာလတွေမှာဆို မိုင်းပညာနဲ့ပတ်သက်ပြီးခရိုင်တွင်းကတရင်တက်ဖွဲ့တွေမှာသင်တန်းပေးနေသူလည်းဖြစ်ပါတယ်။ပင်လယ်ဘူးမြို့သိမ်းတက်ပွဲမှာတော့ရဲဘော်စိုးကျော်ဟာတခြားသောအင်မတီရွာသားရဲဘော်တချို့နဲ့တူပါဝင်ခဲ့သူပါ။သူတို့တော့ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲဟာမှတ်မှတ်ရရရှိနေပြီးအဖိုးမဖြတ်နိုင်တဲ့စစ်ရေးအတွေ့အကြုံတွေရခဲ့တယ်လို့လဲဆိုပါတယ်ပင်လယ်ဘူးကိုကြတော့သူကကျွန်တော်တို့ တက်ရင်၃ရင်ပေါင်းပြီးကမှ W ပါပေါ့ကျွန်တော်တို့ဒါ viewer 41တွားကြမှာပေါ့ကျွန်တော်တို့ viewer ကတော့ပင်လယ်ဘူးတွားကြ။ဒါနဲ့ viewer ကတော့ calling မှာတွားကြ။အဲ့မှာအတွေ့အကြုံကတော့တော်တော်ကြီးကိုသင်ပြဘာလို့လဲဆိုတော့ကျွန်တော်တို့ဘက်မှာတအားကြီးကြီးတဲ့သခန်းရေလို့မရှိသေးဘူး။ပင်လယ်ဘူးမှာကြာတော်တော်ကြီးကိုဘန်ကာတွေတော်တော်ကောင်းတယ်။နောက်ပြီးတော့ကြာသူ့ရဲ့မှာခံစစ်ပိုင်းပြင်ထားတာတွေကောင်းတယ်။ရိတ်ခါပိုင်းသူတို့တောင်းတယ်။ဟိုကကျွန်တော်တို့ဒီဘက်တွေဆိုမြေပြန့်ဆိုရင် 음ပြောရမဆိုရင်တော့စကားပြောသက်အထိုင်သက်ကြီးတွေမရှိဘူးကျွန်တော်တို့နေမှာအဲ့မှာကြအထိုင်သက်ကြီးတွေရောရှိရဲအမေတော်တော်ခဲရင်နေတူရှမ်းနီလဲပါတယ်အနေထားရောခဲရင်နေအနေထားအောင်မှာတိုက်တော့တာဒါပင်လေပုသူပထမဒုတိယအကြိမ်ဒီကျွန်တော်တို့မှီရပေါ့နော်တိုက်ပွဲရတော့အဲ့တုန်းကတော့စမှာပြီးကမှဖြစ်တာကတော့ကျွန်တော်တို့ဒီစစ်ကူအနေနဲ့ဖြတ်တိုက်ရမယ်ဆိုပြီးကမှဖြတ်တိုက်တာအဲ့စစ်ကူမှာလဲကျွန်တော်တို့ဒါသူတို့ဘက် data ရဲ့ ကိုကဲမှုပိုင်းနဲ့ကျွန်တော်တို့ကတွားပြီးကမှကျွန်တော်တို့ viewer နဲ့ကျွန်တော်တို့တွေ့တိုက်တာပဲရှိရကျွန်တော်တို့ကကျွန်တော်တို့ viewer နဲ့အဲ့လိုမျိုးကြီးတက်တက်ကြီးကျွန်တော်တို့တိုက်တာတော့မရှိဘူးသူကိုကဲမှုပိုင်းနဲ့ယူပြီးကမှတိုက်တာအဲ့ဒါဆိုတော့တည်ရပရိရဒါကြီးရခဲ့တယ်ပေါ့ new sorti ရွာဖြစ်နမဇိုးနဲ့ကြောကြားတဲ့အင်မတီရွာဟာတစ်ဖက်မှာလဲတော်လရင်တွေတိုက်ခတ်ရေးရဲဘော်တွေမွေးထုတ်ပေးခဲ့တဲ့ရွာဖြစ်ပါတယ်အနာသိမှုကြောင့်ဓမ္မနဲ့အာရမဘက်နှစ်ဖက်မှာရွာသားတွေချင်းချင်းကြားသွေးကွဲသွားပေမဲ့ ဒါဟာတူးတယောက်စီရဲ့ကိစ္စသာဖြစ်တယ်လို့ရဲဘော်စိုးကြော်ကယူဆပါတယ်။ဒါကြောင့်အင်မတီးရွာအကြောင်းကိုပြောရင်ပြူရွာဆိုပြီးတစိကတ်တာကို လက်ခံနိုင်ပေမဲ့အားလုံးဟာပြူစောထီးကြီးပဲအထင်နဲ့အစိုးကြီးမမြင်ဘူးလေရဲဘော်စိုးကြော်ကအခုလိုသုံးသပ်ပြထားပါတယ်ခင်ဗျာ။အကုန်လုံးလက်တည်ပြနေတာပေါ့။ဘာလို့လဲဆိုတော့အင်မတီးရွာဆိုပြူကြီးပဲထင်ကြတာဟုတ်။ပြူကြီးပဲထင်ကြတာဆိုဘာလို့လဲဆိုတော့ဒီ မှတ်ပုံနဲ့တော့မပြရဲလောက်အောင်မယ်လေအမတိရဆိုရင်အစားဒါအကုန်ဖမ်းတယ်အကုန်ဒါဖမ်းပြီးကမှပြောရမယ်ဆိုရင်တော့စစ်တယ်မေးတယ်မဟုတ်ပါဘူးဆိုတော့ရှင်းပြကြတဲ့အခါလေးပြန်ပြီးကမှထွက်လာပေါ့တော်တော်ဆိုးခဲ့တာဒါမဲ့ဒီနည်းနည်းလေးတရင်တက်ဖွဲ့တွေနဲ့တော်တော်လေးအတိများလာတာကကျမဩဒီအမတိရဒီတရင်တက်ဖွဲ့တွေထဲမှာတော်တော်များများရှိတယ်ဆိုတော့အတိတွေတော်တော်များလာခဲ့ကြတာအဲအကြောင်းမလို့နည်းနည်းတော်တက်တာဒီတိုက်ပွဲတွေမှာဆိုလဲတာစစ်ကူအင်းနဲ့ဒါ အဖက်ဖက်အကုန်ပါခဲ့တာပဲ။အိုးဘက်ဒါပင်လယ်ဘူးလည်းပါခဲ့တာပဲ။ဒါဟိုးဘက်အေးဘက်တွေလည်းပါခဲ့တာပဲ။အကုန်လုံးဒါကချင်ဘက်တွေလည်းဒါသစ်ကူနေနဲ့လွတ်ပြီးတာကျွန်တော်တို့အင်မတီသားတွေထဲမှာတော်တော်များများပါတယ်ပေါ့နော်။ကျွန်တော်တရင်တရင်နဲ့မဟုတ်ဘူးဒါကျွန်တော်တရင်တရင်နဲ့ဆိုရင်ဒါလူကြီးတော်တော်များတယ်ဒါအင်မတီသား။ဒါအခုဒီပြူဖြစ်မှအင်မတီကအင်မတီသားတွေက PDF လောက်တာမဟုတ်ဘူးလေ။အရင်ကလေးက PDF တွေရှိတယ်ဆိုတာတချို့လူတွေအတိအကျပြီးကမှသူများတွေကပြောများတယ်။မင်းတို့အင်မတီက ဒီပြူဖြစ်ခါမှမင်းတို့ကလက်နဲ့ကိုင်နေဆိုတဲ့အနေအထားမျိုးကျွန်တော်တို့ခါလီပြုတ်ပြလာတာပေါ့အဲ့လိုမျိုးတွေလည်းရှိတယ်